စာသားသတင်းတူတွေကိုဖော်ထုတ်ခြင်းအကြောင်းကိုဆက်ပြီးကြည့်လိုက်ရအောင်ပုံတွေဗီဒီယိုတွေကလိမ်မို့ခက်ခဲပေမဲ့စာသားတွေကတော့အင်တာနက်မှာအမြန်ဆုံးနဲ့အလွယ်ဆုံးကူးယူဖန်တီးလို့ရနိုင်တဲ့ပုံစံဖြစ်ပါတယ် Messenger တွေ Chat Group တွေထက်မှာစာသားအတူတွေသတင်းဆောင်မအပိုင်းစာလေးတွေဟာမီးပွားလိုမျိုးပဲလင်းလင်းမြန်မြန်ပြန့်နှံ့နိုင်ပါတယ်ဒီကဏ္ဍမှာရုပ်ပုံမပါပဲစာသားကြီးတက်တက်လာတဲ့သတင်းတူတွေကိုဘလို့ပုံစံနဲ့လာတက်တယ်လေ ဘလို့အလွယ်တကူစစ်ဆေးမလဲနဲ့ဘလို့စိုးကျိုးတွေဖြစ်စေမလဲဆိုတာကိုပြောပြချင်ပါတယ်။စာသားတက်တက်နဲ့ဖြန့်ဝေတဲ့သတင်းတွေမှာအဓိက၃မျိုးတွေ့ရပါတယ်။ပထမတစ်ခုကတော့ခေါင်းစဉ်လင်းညာမှုပါ။ဒါဟာဘလို့ပုံစံနဲ့ရှိနေလဲဆိုရင်စာသားတစ်ခုလုံးကအမှန်ဖြစ်နေနိုင်ပေမဲ့စာဖတ်သူတွေကိုဆွဲဆောင်ဖို့အတွက်တရင်ရဲ့ကောင်းစဉ်ကိုမူရင်းအကြောင်းအရာနဲ့လွဲချော်အောင်ဒါမှမဟုတ်အလွန်ကျွံချက်ကားပြီးတော့ရေးသားထားတာမျိုးဖြစ်ပါတယ်။ ဥပမာပြောရရင်ပင်တရား NLD လွှတ်တော်အမှန်နှုတ်ထွက်တဲ့သတင်းတူမှဆိုရင်နှုတ်ထွက်တယ်ဆိုတဲ့သတင်းစာသားဟာအမှန်ဖြစ်တယ်ဆိုပေမဲ့အခုလက်တော်ဖြစ်စင်မဟုတ်နေပဲအရင်နှစ်ကဖြစ်စင်ကိုအချိန်ကာလကိုလိမ်ညာပြီးတော့ဖြန့်ဝေထားတာဖြစ်ပါတယ်။နောက်တစ်ခုကတော့မှားရွင့်တဲ့ကိုးကားချက်တွေပါဝင်တဲ့သတင်းတူပါ။နမည်ကြီးပုဂ္ဂိုလ်တယောက်ဒါမှမဟုတ်တရားဝင်အဖွဲ့အစည်းတစ်ခုကမပြောခဲ့တဲ့လွဲမှားတဲ့ဇာတ်ရည်ကိုကိုးကားချက်အနေနဲ့သတင်းထဲမှာထည့်ပြီးတော့ထုတ်နှုတ်ဖော်ပြတာမျိုးဖြစ်ပါတယ်။ဥပမာ KIA နဲ့ DNL ကိုစစ်ရေးအရာအရေးယူမယ်ဆိုရဲဥယျာဉ်မွန်ပြောကြားချက်အမှားသာဖြစ်ဆိုရဲသတင်းတူမျိုးပါတကယ်တမ်းပြောခဲ့တဲ့စကားကိုသူပြောခဲ့တယ်လို့မျိုးဖန်တီးထားတာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့သတင်းအစစ်အမှန်ရဲ့စိတ်တပိုင်းကိုဖယ်ရှားပြီးတော့ပုံဖော်ဖန်တီးထားတာဖြစ်ပါတယ်တကယ်အဖြစ်ပြက်ရဲ့အချက်လက်တစိတ်တပိုင်းကိုပဲဖော်ပြပြီးတော့ကျန်တဲ့အရေးကြီးတဲ့နောက်ခံအကြောင်းအရာတွေကိုချန်လှပ်ပြီးစာဖတ်သူကိုအတိတ်ပဲလွဲမှားစေတာဖြစ်ပါတယ် ီလိုအကြောင်းအရာတွေကိုတော့ဆေအုစုရဲ့လေချောင်းပုံးကျဲမှုတွေကြောင့်ထိခိုက်သေးဆုံးတဲ့သတင်းတွေကိုလော်ဘီရဲ့ဖြန့်ဝေမှုတွေမှာအများဆုံးတွေ့ရပါတယ်။အရေးကြီးတဲ့အရသာသေဆုံးမှုအချက်လက်တွေကိုဖယ်ရှားပြီးတော့တစ်ဖက်သက်လိန်ညာဝါရဖြစ်တဲ့သတင်းမျိုးတွေဖြစ်ပါတယ်။စာသားတွေနဲ့ဘလို့သတင်းတွေဖော်ပြလေးရှိလဲဖော်ပြပြီးရင်တော့ဘလို့စစ်ဆေးရမလဲဆိုတဲ့နည်းလမ်းတွေကိုဆက်ပြီးပြောပြချင်ပါတယ်။အဓိကစကားလုံး keyword တွေနဲ့ရှာဖွေပါဒီသတင်းအကြောင်းအရာကိုယုံကြည်ရတဲ့သတင်းဌာနတွေကတော့ဖော်ပြထားသလားမဖော်ပြထားဘူးလားစစ်ဆေးဖို့ပါ။ ။တရင်ရဲ့အဓိကစကလုံး၃လုံးကနေ၅လုံးကိုရွေးချယ်ပါ။ဒီရွေးချယ်ထားတဲ့စကလုံးတွေကို Google, Bing စတဲ့ search engine တွေမှာရိုက်ထည့်ပြီးတော့ရှာဖွေနိုင်ပါတယ်။ရှာပွေတဲ့ရလတ်ဆမင်နာရီမှာယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေကဒီသတင်းတွေကိုဖော်ပြထားတာရှိမရှိစစ်ပါသတင်းဟောင်းတွေလည်းဖြစ်နေနိုင်တဲ့အတွက်သတင်းတင်တဲ့ရက်စွဲကိုလည်းစစ်ဖို့လိုအပ်ပါတယ်တကယ်လို့ဆမင်နာအများစုကသတင်းတုစစ်စစ်ရေးအဖွဲ့တွေကနေမှားယွင်းကြောင်းဖော်ပြထားရင်တော့ဒါဟာသတင်းတုပဲဖြစ်ပါတယ်အရင်မျက်နဲ့ကိုးကားချက်တွေကိုစစ်ဆေးဖို့လည်းလိုပါတယ် သတင်းကိုဘသူပြောခဲ့သလဲတကယ်ပြောခဲ့သလားဖော်ပြထားသလားဆိုတာကိုစစ်ဆေးဖို့ပါသတင်းမှာနာမည်ပါတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းကိုပဲ search engine မှာထပ်ပြီးတော့ရှာပါသတင်းဖော်ပြထားတဲ့ရက်စွဲနဲ့နေရာကိုတိကျကြည့်ပြီးတော့မူရင်းထုတ်ပြန်ချက်ကိုရှာဖွေဖတ်ကြည့်ပါ Google Advanced Search နဲ့ရက်စွဲတွေကိုကန့်သတ်ပြီးတော့ရှာဖွေနိုင်ပါတယ်သတင်းမှာဖော်ပြတဲ့ကိုကားချက်တွေဟာမူရင်းထုတ်ပြန်ချက်မှာတကယ်ပါဝင်သလားတကယ်လို့မပါဝင်ပဲသတင်းတုတ်တစ်ခုတည်းမှာပဲတွေ့တယ်ဆိုရင်တော့ဒါဟာသတင်းတုတ်တန်တရားဖြစ်ဖွယ်ရာဖြစ်ပါတယ် နောက်တစ်ခုကတော့ဘာသာစကားအတုံးနှုံးနဲ့စလုံးပေါင်းစစ်ဆေးတာပါ။ယုံကြည်ရတဲ့သတင်းဟုတ်မဟုတ်ကိုပုံစံအဖြစ်ခံမှန်းဖို့အတွက်ပါ။သတင်းမှပါဝင်တဲ့စာသားတွေကိုတေချာဖတ်ကြည့်ပါ။စိတ်ခံစားမှုအားကောင်းတဲ့စကားလုံးတွေဖြစ်တဲ့စကားလုံးတွေကိုအလွန်ကျွံတုံနှုံထားသလားဆိုတာကိုစစ်ဆေးရပါမယ်။ယုံကြည်ရတဲ့သတင်းဌာနတွေဟာဗက်မလိုက်ပဲအချက်လက်ကိုပဲဖော်ပြလို့ရှိတာကြောင့်ပါ။စလုံးပေါင်းသက်ပုံတရားမှားတွေအများကြီးပါဝင်နေသလားစစ်ရပါမယ်။ အမားများတာကသတင်းအလုတ်လုတ်နေကြမဟုတ်တာမကျွမ်းကျင်တာကိုဖော်ပြတာကြောင့်ဖြစ်တဲ့အတွက်ဒါဟာယုံကြည်ရတဲ့သတင်းဌာနတွေကသတင်းမဟုတ်ဖို့ဖြစ်နိုင်ခြင်းမြင်မှားပါတယ်။ဒီလိုစာသားနဲ့ပြန့်ဝင်တဲ့သတင်းတူတွေဟာပုံတွေဗီဒီယိုတွေလိုမျိုးမျက်စိထဲမထင်သာပေမဲ့သူတို့ရဲ့အကျိုးသက်ရောက်မှုကပိုပြီးတော့အနေရကြီးမားနိုင်ပါတယ်။အောက်ဆုလာစကားပြောခန်းဖြစ်တဲ့ chat group ဒီမှာကူးယူပြီးတော့ဖြန့်ဝေလိုက်တာနဲ့စက္ကန့်ပိုင်းအတွင်းကိုလူထောင်ပေါင်းများစွာစီကိုရောက်ရှိနိုင်တာကြောင့်သတင်းတူဟာလင်းလင်းမြန်မြန်ပဲပြန့်နှံ့နိုင်ပါတယ်။ လူမျိုးရေးဘာသာရေးအခြေခံနဲ့သွေးထိုးလှုပ်ဆော်တဲ့စာသားတွေဟာလူအတိုင်းဝိုင်းတဲမှာစိတ်ဝမ်းကွဲမှုနဲ့ရန်လိုမှုတွေကိုအားပေးတာကြောင့်အမုန်းစကားကိုလည်းတိုးပွားစေပါတယ်။နောက်တစ်ခုကတော့စာဖတ်သူတွေကိုထိတ်လန့်တုန်လှုပ်စေတာပါ။တဘာဝဘေးရန်တွေငလျင်မှုန်တိုင်းစာတော်တွေနဲ့ပတ်သက်ပြီးတော့အတိအကျမရှိတဲ့စာသားတွေသတိပေးချက်တွေဟာလူအများကိုအလွန်ကျွံစိုးရိမ်ပူပန်စေပြီးတော့မလိုအပ်တဲ့တုံ့ပြန်မှုတွေပြုလုပ်စေနိုင်ပါတယ်။စာသားသတင်းသူတွေဟာအသေးမွှားလို့ထင်ရပေမဲ့တကယ်တမ်းကတော့ပိုပြီးအနေရကြီးတဲ့ virus လိုပဲဖြစ်ပါတယ်။ ဒီအတွက်စာဖတ်သူတယောက်ချင်းစီမှာလည်းတာဝန်ရှိပါတယ်။သတင်းတူကိုဖတ်ပြီးတန်တရားဝင်သွားတဲ့အခါမှာတခြားသူစီကိုထပ်ပြီးမဖြတ်ဝင်ခင်မှာခဏလေးရပ်လိုက်ပါ။ဒီစီစဉ်မှာတင်ယူခဲ့တဲ့စစ်ဆေးနည်းတွေကိုအသုံးပြုတော့စစ်ဆေးကြည့်ပါ။သတင်းကိုမစစ်စေးပဲပြန်ပြီးမမျှဝေဖို့သတိပြုရင်းမှန်ကန်တဲ့အသိဉာဏ်တွေကိုဖျက်ဝေတဲ့သူတွေစီကိုဖြစ်လာကြဖို့တိုက်တွန်းလိုက်ပါရရှင်။မီဇီမာကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စေးစီရင်တဲ့သတင်းတွေရှိခဲ့ရင်မီဇီမာကိုပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင် TikTok.ly/AJFBZ ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တဲ့ရင်အကြောင်းအရာကို link နဲ့တကွပေးပို့ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်။လူ့အသောမီဒီယာကိုဆက်လက်ရည်တည်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Myanmar TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုက်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။